Starlink အင်တာနက်ဝန်ဆောင်မှုရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX ကမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်ငွေလိမ်ခိုင်းတွေကလို့တန်တရားရှိတဲ့ Starlink အလုံး2500ကျော်ကိုပယ်လိုက်တယ်လို့ SpaceX ရဲ့ Starlink လုပ်ငန်းဌာနဒုတိယဥက္ကဋ္ဌ Lauren Dreyer ကလူမှုကွန်ရက် X မှာဖော်ပြပါတယ်။ American Outlook တော်ကမြန်မာနိုင်ငံကငွေလိမ်ခိုင်းတွေနဲ့ Starlink ပတ်သက်မှုကိုစုံစမ်းစစ်ဆေးနေချိန်မှာ အခုလိုပယ်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကြားဖြတ်လုပ်ငန်းတွေကိုထိုင်းမြန်မာနယ်စပ်ကစစ်တပ်လက်အောက်ခံ KNA ကြားဆောင်တပ် BGF ထိတ်ချုပ်တဲ့နေရာတွေမှာအများစုလုကိုင်းနေတာပါအဲ့ဒီထိုင်းမြန်မာနယ်စပ်ကနမဲဆိုးနဲ့ကြော်ကြားတဲ့ online ငွေလိမ်ဂိုင်းခေါ်ကြားဖြတ်လုပ်ငန်းတွေမှာသုံးတဲ့ internet line တွေကိုထိုင်းဘက်ကဖြတ်လိုက်ပြီးနောက်ပိုင်းမှာအဲ့ဒီကြားဖြတ်လုပ်ငန်းတွေဟာ Starlink ကို ပြောင်းပြီးအသုံးပြုလာခဲ့တာဖြစ်ပါတယ် တဖက်မှာလည်းဆရာနာရှင်ကိုတော်လှန်နေတဲ့တော်လှန်ရေးတပ်တွေဟာဆက်သွယ်ရေးအတွက် Starlink Internet ကိုမှီခိုနေကြရတာဖြစ်ပြီးထားမြင့်မှနေဆက်မှာအခြေစိုက်တဲ့တော်လှန်ရေးအဖွဲ့တချို့သုံးတဲ့ Starlink တွေပါမရတော့ဘူးလို့ပြီးခရက်ရက်ပိုင်းကသတင်းတွေ ထွက်ခဲ့ပါတယ်ရှင်။